မန်ချက်စတာယူနိုက်တက်အသင်းက2025-2026ပရီးမီးယားလိရာသီတွင်အောင်မြင်မှုနဲ့အခက်အခဲများကိုရင်ဆိုင်ခဲ့ရပါတယ်အားလုံးဝမင်္ဂလာပါဒီဇိုးတဲ့ Sport and Entertainment Channel ကနေပြန်လည်ကြိုဆိုပါတယ်အသင်းရဲ့နီးပါဖြစ် Michael Morin လာရောက်ခြင်းနဲ့ပတ်သက်၍အပြောင်းအလဲများအသင်း၏ကစားသမားများရဲ့စွမ်းဆောင်ရည်အသင်း၏စီးပွားရေးအခြေအနေများပရီးမီးယားလိနဲ့ Champions League ကစားပွဲများပေါ်အကျိုးသက်ရောက်မှုများကိုတုံးသက်ကြည့်ပါမယ်ရင်ဆုံးအနေနဲ့နီးပြပြောင်းလဲတဲ့အသင်းအနေထားကိုတုံးသက်ကြည့်ပါမယ် နီးပြမိုက်ကယ်အမိုးရင်အတင်းတို့ဝင်ရောက်လာခြင်းဟာတင်းရဲ့ကစားပုံစနစ်နဲ့ပုံစံကိုပြောင်းလဲစေခဲ့ပါတယ်။ဒါပေမဲ့အစောပိုင်းမှာအတင်းဟာအလွန်မင်းပြောင်းလဲမှုများကိုခံစားရပြီးအခက်အခဲများနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အမိုးရင်ရဲ့နီးစနစ်နဲ့အတင်းအားညွှန်ကြားပေးမှုများဟာချိန်တော်ကြာပြီးမှအကျိုးသက်ရောက်မှုများကိုပြသနိုင်ခဲ့ပါတယ်။အစားသမားတွေကိုတုံးသက်ရမယ်ဆိုရင်လည်းရူနိုဖာနန်ဒက်ကတင်းရဲ့ဂိုးပြတ်တဲ့နဲ့အကူအညီများတဲ့ရေးပါတော်ခန်းကဏ္ဍမှာရှိခဲ့ပါတယ်။ဟယ်ရီမက်ဂွဲရားကတော့အတင်းကနေအလွတ်ပြောင်းရွှေ့ခွင့်မပေးလို့တော့ကြောင့်စာချုပ်တက်တန်းတိုးရန်ကန့်လန့်ခဲ့ပါတယ်။ မန်ယူတင်းဟာဒီလောကစားပွဲဒီမှာအားနည်းချက်တော်တော်များများရှိခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အတင်းဟာ2025-2026ရာသီတွင်စောပိုင်းအောင်မြင်မှုအနည်းငယ်ရှိခဲ့တော့လဲအများပြားအားနည်းချက်များကြောင့်ပြိုင်ဖက်အတင်းများနဲ့နှိုင်းရှင်လင်းအမြဲတမ်းအဆင့်နှိမ့်နေခဲ့ပါတယ်အားနည်းချက်များကိုအဓိကအပိုင်းများလိုက်ခွဲခြားသုံးသပ်ပြသွားပါမယ်ခံစေမန်ချက်စတာယူနိုက်တက်ရဲ့အားနည်းချက်လို့ဆိုရင်ခံစေလိုင်းဟာအဓိကအားနည်းချက်တစ်ခုဖြစ်ရှိနေခဲ့ပါတယ်သုံးသပ်မှုများရရေးပါသောဂိုးလက်ခံမှုများဟာအတင်းရဲ့ဂိုးသွင်းနိုင်စမ်းကိုထိခိုက်စေခဲ့ပြီး အရေးကြီးသောပွဲများမှာလက်ခံကိုးများပုံမဖြစ်ပေါ်ခဲ့ရပါတယ်။ကာကွယ်လိုင်းတွေအားနည်းချက်များထဲမှာစီလုံးမှုမရှိခြင်း၊ခံစစ်စနစ်မလုံလောက်ခြင်း၊ one on one ရှင်မထိန်နိုင်ခြင်း၊စနစ်အမြန်ပြောင်းလဲမှုများကိုလိုက်ရောညှိထွေမရှိခြင်းတို့ပါဝင်ကြပါတယ်။အဓိကအဖြစ်အရေးကြီးသောပွဲစဉ်များတွင်လက်ခံကိုးများအဆက်မပြတ်ပုံမသွင်းခံခဲ့ရခြင်းကြောင့်အသင်းဟာအမှတ်ဆုံးရှုံးမှုများနဲ့အဆင့်နှိမ့်ကျမှုများဇက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။တိုက်စစ်ဂိုးမန်ချက်စတာယူနိုက်တက်ရဲ့အားနည်းချက်တူတူနောက်တစ်ခုမှာဂိုးသွင်းနိုင်မှုနည်းပါးခြင်း တနည်းအားဖြင့်တိုက်စစ်စနစ်လိုအပ်နေခြင်းဖြစ်ပါတယ်။မန်ယူသင်းရဲ့တိုက်စစ်စွမ်းအင်အားအရေးကြီးတဲ့ပြိုင်ဘက်အသင်းများနဲ့နှိုင်းယှဉ်လျင်ထိရောက်မှုမရှိခဲ့ပါ။ဂိုးသွင်းမှုရေတွက်နယ်ပါခြင်းကြောင့်ရေးပါတဲ့ပွဲစဉ်များမှာအများအန်းအကျိုးတက်ရောက်မှုမရရှိနိုင်ခဲ့ပါ။ထိရောက်သောတိုင်ပြန်တိုက်ခိုက်မှုများကိုတစ်ချိန်တည်းတွင်ကောင်ထယ်မဖော်နိုင်ခြင်းဟာဘူးရော့နေမှုများဖြစ်ပေါ်စေခဲ့ပြီးအသင်းရဲ့ပရီးမီးယားလိရလဒ်များကိုထိခိုက်စေခဲ့ပါတယ်။ဂိုးသွင်းမှုနယ်ပါခြင်းဟာအသင်းရဲ့ချန်ပီယံလိသို့မဟုတ်ရေးကြီးသောပြိုင်ပွဲများတွင်အောင်မြင်မှုရရှိရန်အားနည်းချက်အပြင်းထန်ဖြစ်ခဲ့ကြပါတယ်။ ကစားသမားများရဲ့အားနည်းချက်မန်ချက်စတာယူနိုက်တက်ကရေးကြီးသောကစားသမားများအတွက်ခန္ဓာကိုယ်ပိုင်းဆိုင်ရာဒဏ်ရာများကြောင့်တက်ကွက်မှုများကြုံတွေ့ခဲ့ရပါတယ်။ပြိုင်ပွဲချိန်တွင်ရေးကြီးသောကစားသမားများမပါဝင်နိုင်ခြင်းဟာတင်းရဲ့စွမ်းဆောင်ရည်နဲ့ဂိုးသွင်းနိုင်စွမ်းကိုထိခိုက်စေခဲ့ရပါတယ်။ရေးကြီးသောအကစားသမားများရဲ့ပြက်ကွက်မှုဟာနီးပြအတွက်လည်းတင်ကြားမှုများနီးစနစ်များကိုပြောင်းလဲရန်လိုအပ်စေခဲ့ပါတယ်။နီးပြရဲ့နီးစနစ်ပြည့်ရန်နဲ့ညွှန်ကြားမှုနီးပြအသည့်စနစ်သည့်ဝင်ရောက်လာချိန်တွင်တင်းဟာစနစ်ချိန်ညှိမှုမပြည့်စုံခြင်းကြောင့်အခက်အခဲများကြုံတွေ့ခဲ့ရပါတယ်။ စောပိုင်းနေကစားသမားများလည်းအတင်းရဲ့စနစ်တင်းနဲ့မကျင်မနှက်ဖြစ်ကလိုက်နာနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲစဉ်တွင်စနစ်ကြကြမဆောင်ရွက်နိုင်ခြင်းဟာအတင်းရဲ့ရလဒ်ပေါ်အနည်းဆုံးအကျိုးသက်ရောက်မှုမရောက်စေခဲ့ပါတဲ့။မန်ယူပရိသတ်တွေကလည်းပရီးမီးယားလိပွဲစဉ်ပြီးတင်းပေါ်အားရမှုအနည်းငယ်သာရှိခဲ့ကြပါတယ်။မန်ချက်စတာယူနိုက်တက်အတင်းအနေနဲ့နောက်ထပ်ကစားပွဲများတွင်မြီးတို့ဆက်လက်စော်ကစားကအားနည်းချက်တွေနဲ့ရှုံးနိမ့်မှုတွေအတွက်အောင်မြင်မှုကိုမြီးတို့ပြန်လည်ရယူမယ်ဆိုတာကိုဆက်လက်စောင့်ကြည့်ရပါဦးမယ်။